ချိန်အခါမဟုတ်မိုးထစ်ချုံရွာပြီးမိုးတက်လေပြင်းတိုက်ခတ်နိုင်သည့်အတိပေးချက်2025ခုနှစ် AB လ25ရက်နေ့ယနေ့မြန်မာစံတော်ချိန်ည10:00နာရီအချိန်နောက်ဆုံးရရှိသည့်အချက်အလက်များအရ လာမည့် AB လ29ရက်နေ့မှမေလ3ရက်နေ့အတွင်းအရှိပမလာသောလေဝေလိုင်းများနှင့် အာရှကုန်းတွင်းဒေသမှလေအေးများတွဲဆုံမှုတို့ကြောင့်တိုင်းနှင့်ပြည်နယ်အသီးသီးတွင် အချိန်အခါမဟုတ်မိုးထစ်ချုံရွာသွန်းနိုင်ကဒေသအချို့တွင်နေရာကွက်၍မိုးကြီးခြင်းမိုးချိန်ခြင်းမိုးတိကျွေခြင်းမိုးကြိုးပစ်ခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်သည်ဟုခန့်မှန်းရပါသည်။ထို့ဖြစ်ပါ၍ AB လ29ရက်နေ့မှမေလ3ရက်နေ့အတွင်းအထက်ဖော်ပြပါဒေသများရှိမိဘပြည်သူများအထူးအားဖြင့်မြင်းငလျင်ဘေးဒဏ်တင်ခဲ့သည့်ဒေသများမှမိဘပြည်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်ကြိုတင်သတိပြုနိုင်ပါယံစိုက်ပျိုးမွေးမြူတောင်သူများအနေဖြင့်လည်းအချိန်အခါမဟုတ်မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်တည်နံပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားရှိနိုင်ရန်အတိပေးတင်ပြအပ်ပါသည်ရှင့်လာမည်9ရက်စာမိုးလေဝသအစီရင်ခံစာ တိုင်းနှင့်ပြည်နယ်တို့၏မိုးလေဝသအခြေအနေ AB လ26ရက်နေ့အတွက်ခံမှန်းချက် တနင်္လာရီတိုင်းဒေသကြီးတွင် နေရာစိတ်စိတ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်အထက်ပိုင်းကရင်ပြည်နယ်အောက်ပိုင်းနှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းပြီးတနင်္လာရီတိုင်းဒေသကြီးတွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်ရွာရံရနှုံ80ဖြစ်ပါသည်ကြံတပြည်လုံးတွင် တိမ်အထင်အထင်ဖြစ်ထွန်းပြီးအေဗီလာ29ရက်နေ့အတွက်ခံမှန်းချက်တနင်္လာရီတိုင်းဒေသကြီးကယားပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင် နေရာစိတ်စိတ် မွန်ပြည်နယ်တွင် နေရာကျကျစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်အထက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းပြီးတနင်္သာရီတိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးမီရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်ကြံတပြည်လုံးတွင်တိမ်အင့်အတင့်ဖြစ်ထွန်းမီ AB လ28ရက်နေ့အတွက်ခံမှန်းချက်ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့်တောင်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကြားပြည်နယ်ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်ရန်ကုန်တိုင်းဒေသကြီးရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်းတို့တွင်နေရာကျဲကျဲစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရဝတီတိုင်းဒေသကြီးကချင်ပြည်နယ်အထက်ပိုင်းချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းပြီးပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းတနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်အရှေ့ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးမီ ရွာရင်ရာနှုံးပြည့်ဖြစ်ပါသည်ကြံတပြည်လုံးတွင်တိမ်အသင့်အင့်ဖြစ်ထွန်းမည်အေဗီလာ30ရက်နေ့အတွက်ခမ်းမန်းချက်မကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်တိမ်အသင့်အင့်ဖြစ်ထွန်းပြီးကြံတပြည်လုံးတွင်နေရာစိတ်စိတ်မိုးထစ်ချုံရွာသွန်းကစကိုင်းတိုင်းဒေသကြီးမှအန္တလေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်သည်ရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်